Hello ရှုပ်ပေါ်နေပြီးပို့ကြအောင်ပြချင်ပါတယ်ဆက်တော့နှစ်ယောက်ဆိုလို့ညအကောင်းကလေးအဲတန်ရှင်းနေရပဲအိန္ဒိယစနစ်ကြရတယ်ဆိုတော့ကိုအရင်ရှုပ်နေပါပြီကြည့်လိုက်ပါရှုပ်ရတဲ့အကြောင်းကိုပြောမယ်အခုကပိတ်ရက်ကဇတိုင်းစပြီဆိုတော့နှစ်ယောက်ဆိုလို့ပိတ်ရက်အိမ်မှာချက်ပြုတ်စားတော့ဖို့အတွက်ဒီနေ့စီးတော့ပဲပါတယ်ဝယ်လာအများကြီးပဲအားမလည်းမသိဘူးပြီးတော့ဟောတာလေတည့်ရက်တည့်ရက်ခေါဖို့လောက်စားဖို့ရှိတယ်အဖေနဲ့မေကိုအိမ်ကိုအလဲဖိတ်ပြီးတော့ ယူနန်ဟော့ပေါ့လောက်ဆောင်လို့ဆိုအဲ့ဒါကြီးလည်းဝယ်လာတယ်။နောက်ပြီးတော့ဒီနေ့ကဝတ်ကင်ဆန်ပါဝတ်ကင်ဝတ်ကင်ဒီမှာဒါလေးကလေနှစ်ထားအသားနှစ်ထားကြာပြီဒါပေမဲ့အခုရပိုင်းနှစ်ယောက်စလုံးဝိတ်နည်းနည်းထိန်းနေတော့ညစာ6နိုင်နောက်ပိုင်းမစားဘူးပေါ့နော်မစားတော့အဲ့ဒါနဲ့ကင်မစားဖြစ်တာအခုဒီမှာရတာနှစ်ပြီးသားလေးကိုနေဝတ်ကင်စားမယ်အဲဒီမှာဆက်လက်ရွက်လည်းဝယ်လာတယ်ညူသီးပွားတော့လည်းဝယ်လာတယ်ပြီးတော့ပါလေကင်ကင်ချီဝယ်လာတယ်ကင်ချီကတော့ကိုယ်ကတော့မလုပ်ဖြစ်တာတော့ကြာသွားတယ်ကင်ချီ ready made ပူလေးပဲဝယ်လာတယ် အဲ့ဒါနဲ့ကင်ချီဟင်းကိုလည်းချက်မယ်။ဝတ်သားလည်းကင်စားမယ်။နေ့လည်စားရဒီနေ့ကိုရီးယားဆန်ဆန်ပေါ့နော်။ပြီးတော့ဈေးဝင်လာမှာငါးရွေးမချီချီဟောစီမွန်စီဒါကပါရေစားလို့ရေဝယ်တောက်ထားပြီးတော့အသီးရေဝယ်စားဟာဒီကပိုင်းအသီးစားပြည့်နေနှစ်ယောက်စား။တီးလေးစားအသီးရေလည်းဘာကြီးဝယ်လာတယ်။ပေါက်တီးရောလိမ္မော်တီးရောပေါက်တီးလေးစားလို့ကောင်းတယ်နော်။ပေါက်တီးရောပြထားဟော့ပေါ့လို့ဝယ်လာတယ်။နောက်နေ့ဟော့ပေါ့လို့စားမယ်ယူနန်ဟော့ပေါ့။ ကြီးမှာနံနွေစီထဲမှာဝယ်လို့အရန်ကောင်းတယ်ဒါလည်းစမုံစပါးရွက်နော်စမုံစပါးလည်းပြီးတော့တောင်းရွက်တွေလည်းရှိတောင်းရွက်ပူးရွက်လေးဝမ်းမောင်းပါဆိုနောက်နေ့မှာတောင်းရွက်ရမယ်ပြီးတော့ငွေသီးတော့နေအားမှာပိန့်ဖို့ပြည်ဒီနေ့ဖျားပန်းဖျားပန်းလည်းဝယ်လိုက်ဆောရှင်းလိုက်ပါမယ်ကျွေးပြီးမောလိုက်အဖေကဟောပါလေဘသားကင်စားအောင်ပဲနော်ဘသားကင်ဟာဘလိုဘလိုဘလိုပါရပါမှာပြည့်ရပါပါဝင်ဆိုင်မှာစားသလိုစားအဲဆိုင်မှာစားသလိုမျိုးပေါ့နော်ဆက်လက်ရွက်နဲ့ ကိုရီးယားလိုကင်ဆန်းပါကွာပြီးရင်ဟိုကင်ချီကဟင်းရေလုံးပါဟုတ်တယ်ခုနပြောထားတာလေကင်ချီရေလုံးပဲသူမကြောက်ဘူးရှင်ရှင်မသားနှက်ထားတာတန်းတန်းနေကြတဲ့အတိုင်းပဲပင်ကပြားကြီးအကြီးလေးရဲ့အဟင်းခမုံလေးနည်းနည်းထည့်တယ်တခြားလေးနည်းနည်းထည့်တယ်ပြီးတော့ပိတ်ထိုင်ထင်တာဆာမထည့်တော့ငန်တော့မှဆိုပြီးတော့ငေကောင်းမှုထည့်တယ်နှမ်းစီမွေးလေးထည့်အဲ့ဒါထည့်ပြီးတော့နှက်ထားအဲ့လိုအရင်ဆောင်ဆိုတော့အဲ့လိုဟိုလည်းဝယ်တယ်နော်ပဇွန်လေးလည်းဝယ်လိုက်ပဇွန်ဝယ်လိုက်ပဇွန်ကင်းစားတယ်ပြောအောင်ပဇွန်ပဇွန်တသောင်းမှုပါပဲလားကော လေးကဟေးသူပြောစကြိုက်တော့လည်းမနေနိုင်ဘူးအသားတွေကလည်းအိမ်မှာရှိပြီလားဆိုအရင်အများကြီးဖွယ်လာအောင်ဝယ်ယူလေးဝယ်လာတယ်ဟိုဟာဟော့ပေါ့လေအရင်ကိုအယိုးလေးပြုတ်မလို့ဝတ်သားမစားရင်တော့ချက်သားလေးနဲ့ပြုတ်ပေါ့နော်သူကဝယ်ယူလေးနဲ့ဆိုရင်အရင်ကပို့ပြီးတော့ရတာရှိတယ်လို့ပဲဝယ်ယူဝယ်လာတယ်ပြီးတော့ဝတ်နံယူကိုပို့ရနံယူစားနေတယ်ဆိုတော့ဝတ်နံယူဝယ်လာတယ်နောက်ပြီးတော့ ချက်ပေါင်လုံးလေးတွေချက်ပေါင်လုံးလေးရှိရင်ကိုယ့်ဘာသာကို ready ချက်ချင်းကြောချင်းကြောချက်ချင်းချက်ချက်လို့ရတယ်တခြားရင်းနေရေးတက်တာမှရှိရင်ငါငါလေးလည်းရှိငါဘဲလေးလည်းရှိငါဘဲလေးဥက္ကချက်မယ်ပြီးတော့ဝက်နေရလည်းရှိသူစားစင်တာတွေဝယ်ဟာဟုတ်တယ်နော်စတားလည်းရှိတယ်ဆိုတော့ကဲရှင်းလိုက်ပါအောင်မယ်ရှုပ်ရရှင်းမယ်ရှုပ်ရရှင်းမယ်ဟောလီးရေးပါပါရှင်အိမ်မှာလည်းတန့်ရှင်းရရှင်းတော့ပါမယ်ပစ္စည်းရရှင်းပါမယ်အဲပေးရပါလို့ဖို့အစီအစဉ်လေးရှင်းတော့နေရအောင်အိမ်မှာပဲအိမ်မှာပဲအစားအသောက်တွေချက်မယ်အိမ်ရှင်းမယ် ာ plan မှာခုစပါပြီ my holiday start now ဒါ happy holiday เนาะကောင်းလုံးမယ်ဟုတ်တယ်မရ